ောက်ဆုံးတစ်ခုကကြတော့ပါလေဆိုတော့ an income လို့ခေါ်ရတယ်။ဒါကတော့ကျမတို့ရဲ့ပုံမှန် regular job ကနေမှရတဲ့ဝင်ဝင်ပါ။ကိုယ်ကသူများအလုပ်ကိုသွားလုပ်မယ်၊စိတ်ရုံလုပ်ရုံမှလုပ်မယ်။ဒါမှမဟုတ်လည်းအပြင်မှာ hourly နဲ့လုပ်မယ်။ဘလို့အလုပ်ပဲလုပ်လို့ကိုယ်အလုပ်သွားပြီးတော့လုပ်မှရတဲ့ပတ်စံဖြစ်တဲ့အတွက်သူ့ကို an income လို့ခေါ်ရတယ်။အလုပ်မလုပ်တော့ဘူးဆိုလို့ရှိရင်ဒီငွေကရပ်သွားမှာ။အဲ့ဒါကြောင့်မလို့ကိုကခုကလေးကဒီအလုပ်ကိုလုပ်တယ်ကိုခုမှစရတယ်ဆိုလို့ရှိရင်ခုမှ ြားပေမဲ့မရှိသေးဘူးဆိုရင်ကိုပထမဦးဆုံးဒီရတဲ့ဝင်ငွေကိုကိုကစုထားပြီးတော့အဲ့ဒီက percentage တချို့ကိုကိုရဲ့တခြားဝင်ငွေတွေရအောင်ဖန်တီးဖို့အတွက်ကိုကအသုံးပြုပါမယ်။အဲ့တော့အလုပ်ကိုစူးစမ်းတာကတော့မှန်တယ်။ကိုရဲ့အလုပ်မှာစူးစမ်းဝင်ငွေကိုကိုအခုရနေတာထက်ပိုပိုပြီးများသထက်များအောင်လို့ပိုပြီးတော်အောင်လို့ skills အသစ်တွေကိုလေ့လာမယ်။ဒါမှအလုပ်မှာရာထူးတိုးမယ်။ဒါဆိုရင်ဝင်ငွေတွေပိုများလာမယ်။ အဲ့လိုပုံများလာတဲ့အခါကျတော့မှအခုမှ web promotion တွေရှိတဲ့အခါမှာနောက်ထပ်တခြား income stream တွေရရှိအောင်လို့ကိုကစူးစမ်းလို့ရမှာပါ